ပါတလီယာအခုရန်ကုန်ကနေပြီးတော့ဒဝဲမြို့ကိုတာမှဖြစ်ပါတယ်လက်ကြည့်ပြပါရနော်ရန်ကုန်ကနေဒဝဲကိုသွားမယ် ကဲမမတန်လေးတယောက်ကတော့တခါမှမရောက်ဘူးသေးတဲ့တဝဲမျိုးကိုသွားရတော့မယ်ဆိုတော့အရန်ကိုရင်ခုန်စိတ်လို့ရှားပြီးတော့ဝမ်းသာကြည်နီလို့နေပါတယ်။တလေးတဝဲမျိုးကိုသွားဖို့အတွက်ကကြတော့ရိုက်ကူးရေးလုပ်ဖို့အတွက်သွားမှာပေါ့နော်။ဆိုတော့တလေးရဲ့ပြီးတော့တလေးရမ်းချရတဲ့ထက်ရဲ့ပြီးတော့ကင်မရာမန်ရဲ့နဲ့အတူတူတလေးတို့ရန်ကုန်မြို့ကနေပြီးတော့တဝဲမျိုးကိုစတင်ပြီးတော့ထွက်ခွာတော့မှာဖြစ်ပါတယ်။ကဲလေးရင်မတက်ပါရမေး။ ရန်ကုန်ကနေတဝဲကိုကုန်းလမ်းကနေပြီးတော့လဲသွားလို့ရတယ်။တလီတော့ကတော့အချိန်လေးလေးနည်းနည်းပူကုန်းတာတက်တာတော့အောင်လို့ဆိုပြီးတော့လေရင်နဲ့သွားပြစ်ခဲ့တာပေါ့နော်။ Hello တဝဲမြေပေါ်ကိုခြေချလိုက်ပြီးဖြစ်ပါတယ်။ဒါကတော့တလီတို့တနင်းသာရီတိုင်းတဝဲမြို့ရဲ့တဝဲလေးစိတ်ဖြစ်ပါတယ်။ ဒါကတော့တဝယ်လေးစိတ်ထဲကိုဝင်တာပေါ့နော်ဆိုတော့တဝယ်လေးစိတ်မှာတလိရပါလိုက်ရှာလဲဆိုတော့တဝယ်လေးစိတ်ဆိုရဲစိုက်မှုကြီးကိုလိုက်ရှာတာပေါ့နော်တဝယ်လေးစိတ်ဆိုရဲစိုက်မှုကြီးရဟိုဘက်ချက်မှာဆိုတော့တလိသွားပြီးတော့ရိုက်လိုက်ပါဦးမယ်ကဲတွေ့ပါပြီတဝယ်လေးစိတ်ဖြစ်ပါတယ်ရောက်တာပါတော်ဝယ်မျိုးသက်ကြည်ရအောင် လာကျူရဲကလေးနဲ့အတူဒဝဲမျိုးပေါ်ကိုတလင်းတို့လီစိတ်ကနေပြီးတော့စပြီးတော့ထွက်နေပြီဖြစ်ပါတယ်တလင်းတို့တဲမဲဟိုတယ်ကဒဝဲမျိုးပေါ်မှာဖြစ်ပါတယ်ဒါကားဆရာကတော့တလင်းတို့ကိုဒီနေရာလေးမှာလမ်းလေးတွေအကြောင်းလေးလေးပြောပြပေးတယ် ပြီးတော့ဘယ်နေရာလေးတွေသွားလဲတင်နေဘယ်ဒီကမသွားတင်ဘူးဆိုတာလေးတွေလည်းမြို့ကန်ကားဆရာကပြပြပါတယ်အရင်ဆုံးတလေတို့မနဲ့စောကြီးထွက်လာတာဆိုတော့ဘာမှမစားရသေးဘူးလीเนาะဆိုတော့ဘိုက်စားတယ်ဘိုက်စားတဲ့အတွက်ကားဆရာကနေပြီးတော့ဒီဆိုင်လေးကဆက်လုကောင်းနေဆိုပြီးတော့တနေ့တို့ခေါ်သွားပါတယ်ဆိုင်နံပါတ်လေးကတော့ Majuri ဆိုတဲ့ဆိုင်လေးဖြစ်ပါတယ်ကဲ ဒဝေမြို့မှာအစားအစာအရသာတွေကဘယ်လိုရှိလဲဆိုတာအတူတူဝင်ပြီးတော့ကြည့်ရအောင်။မနေ့ဆက်စားဖို့အတွက်ကတော့မပါမဖြစ် coffee လေးပေါ့ရှင်။အာလူပူရီ၊နန်ဂျီတောမိသားတွေတနည်းအားတော့ထုံးစံအတိုင်းတူရှိပါရှင်။ hotel ကတော့ hotel best house ဖြစ်ပါတယ်။ရောက်ပြီးဆိုတော့တနည်းတို့ကိုစီကိုစီထုတ်ကလေးတွေချကြတယ်။တနည်းအားတော့ဖုန်းတစ်လုံးကင်ပြီးတော့ဝေးရိုက်တရိုက်ပေါ့ရှင်။ hotel ရဲ့ကိုဝင်ပါပြီ။ဒါကတော့တနည်းတဲမဲ့ hotel best house ဖြစ်ပါတယ်။ အလင်္ကာရပြင်္ဂစာနဲ့ကျေစုကြရတာဖြစ်ပါတယ်။တို့ရကူရေးလုပ်ဖို့အတွက်နေရာလေးတွေတွက်ချစ်မယ်ဆိုပြီးတော့တို့အဖွဲ့သားတွေထွက်လာခဲ့ကြပါတယ်။အာဆိုရဖို့ရင်တို့ဝေမြို့ပေါ်ကလမ်းလေးတွေကိုလည်းကားဆရာအကိုကတေချာလေးလိုက်ပြီးတော့ပြတ်တက်ပြတာဖြစ်ပါတယ်။ကန်တို့ဘာလို့ဆိုင်မိုင်းဆိုတာဒီကနေစမှတ်တာ။ဒီကနေစမှတ်တယ်။ရန်ကုန်ကဒီကနေစမှတ်တယ်။ကော့ကောင်းလည်းဒီကနေစမှတ်တယ်။ ချင်းကဘာပေါ်လဲဆိုတော့ဒီချင်းမှာဘာပေါ်လဲရောဘာပေါ်လဲချင်းဖြစ်သွားမှုသူကတနင်းသားကြီးပြည်ကြီးမှနိုင်ပြန်လာကြတယ်သူကကဲဒီဝဲမျိုးပေါ်ရဲ့လမ်းနေလမ်းနေကိုရှောက်ပြီးတော့မောင်းပြီးတော့ဖျက်ချစ်ပြီးသွားတဲ့အချိန်မှာတော့တလေးရိုက်ကူရေးလုံးမဲ့အိမ်ကိုရောက်ရှိလို့လာပါပြီဒါကတော့တလေးရိုက်ကူရေးလုံးမဲ့အိမ်ဖြစ်ပါတယ်ဒါအိမ်ရှင်အန်တီကိုလည်းတလေးအင်တာဗျူးတွေမေးမယ်ပြီးသွားလို့ရှိရင်တလေးရဲ့ presentation ဖွင့်နေပိတ်တွေရိုက်မယ်ဒါကတော့တလေးလုံနေကြအလုပ်ကိစ္စတွေဖြစ်ပါတယ်ကဲအဲ့တော့ဆက်ပြီးတော့ရိုက်ကူရေးလေးလုံးလိုက်အောင်မယ်နော်ဆက်ပြီး တော့ချစ်ပေးပါအောင်ရှင်မနက်ထေကစားအပြေးရိုက်လိုက်တာနေခင်းလောက်မှာတော့ရိုက်ကူးရေးလေး တချို့တဝက်ပြီးသွားပြီပေါ့နော်အဲ့တော့နေကင်းရောက်ပြီဆိုတော့ဖိုက်စားပြီလေဘာစားကျင်တယ်လေဆိုတော့တင်းရရောပြောလိုက်တယ်ဗမာစားစာတော့မစားပြရစီနဲ့လို့ဘာလို့လဲဆိုတော့ရန်ကုန်မှာလည်းတစ်ချိန်လုံးဗမာစားစာပဲစားနေရတာလीနော်အဲ့တော့တဝယ်မြို့ကိုရောက်တော့မှာတဝယ်မြို့ဒေသအတွက်စားစာလေးတွေစားကြမှာရေပြီးတော့တင်းသားရီတိုင်းဖြစ်တဲ့အတွက်ဒါကက်ကြီးကိုက်ကတင်းသားရီတိုင်းမှာရန်ကောင်းနေလीနော်အဲ့တော့အဲ့ဒါလေးတွေစားကြမှာရေဒေသအတွက်စားစာလေးတွေစားကြမှာရေဆိုပြီးတော့တင်းတို့ကတောက်ဆလိုက်တဲ့အချိန်မှာတဟာယကဖီးကိုတွားခဲ့တာဖြစ်ပါတယ်ဒီမှာကတော့အလုံးကတော့ကိုစီကိုစီကိုကြိုက်တာလေးတွေမှ ာကြတာပေါ့နော်ဝတ်သားစီချက်မာတဲ့သူတွေရှိတယ်ဒီနေ့ကတော့ဒါချက်ကကြီးကြိုက်ကိုပင်လိုက်စာအစုံနဲ့ဖြစ်ပါတယ်ဝတ်သားလည်းပါတယ်ပင်လိုက်စာအစုံလည်းပါတယ်ဒီပကံကြီးအကြီးကြီးနဲ့အပြည့်အမောက်ကြီးပင်လိုက်စာတွေအပြည့်အဝကြီးကိုမှတော်တော်လေးဈေးတက်တာတယ်အမလေးသူ့ရဲ့အရသာလေးရလေဘယ်လိုပြောရမလဲဆိုရင်တော့ အရသာအရန်ကောင်းပါတယ်တနင်္လာရန်ကုန်မှာစားတဲ့အရသာနဲ့လုံးဝမတူဘူးပေါ့နော်လက်ဆက်တဲ့အတွက်အရသာပို့ပြီးတော့ကောင်းတယ်တနင်္လာရန်ကုန်မှာတလေးစားဘူးတာဆိုလို့ရှိရင်ကကြီးခိုက်ဆိုလို့ရှိရင်ညက်ခေါက်ဆွဲဘက်ကြီးတွေနဲ့ကြော်ပြီးတာပေါ့နော်အခုဒီမှာစားကြည့်လိုက်တဲ့အခါမှာညက်ခေါက်ဆွဲဘက်ကိုကြော်တာမဟုတ်ဘဲနဲ့ခေါက်ဆွဲတစ်မျိုးကိုတုံးထားတာပေါ့နော်ဆိုတော့အရသာအရန်စားလို့ကောင်းတယ်ဒီဒီတာမှာထွက်တဲ့အစားအစာကိုဒီဒီတာမှာစားရတာကတော့တကယ်ကိုနှစ်တုပ်တာလို့တောင်ခံစားရပါတယ်အရန်ကြိုက်ပါတယ်အရန်ကြိုက်ပါတယ်ဆိုတော့အာပါတီးအများကြီးစားခဲ့ ပါတယ်။ကဲဆက်ပြီးတော့စားလိုက်ဦးမယ်ရှင်။ဒီနေ့ဆက်စားပြီးတော့တဲ့ခါကျတော့တနေ့တို့ရကူရီလုံးမဲ့နေရာလေးတွေ location လေးတွေလိုက်ကြည့်တာပေါ့နော်။ဒါလေးကတော့ TTPC Shopping Center နေရာလေးဖြစ်ပါတယ်။ Shopping Center အထဲကိုတော့ဝင်ဖို့အချိန်မရတာနဲ့မဝင်ဖြစ်ခဲ့ဘူးပေါ့နော်။တနေ့ကဒီ Shopping Center အနောက်ကနေပြီးတော့တနေ့တို့ရကူရီလုံးမဲ့ဆိုလို့ရှိရင်ဟိုဘက်ကလောင်းလုံးတရာကြီးကိုလည်းလှမ်းမြင်ရတယ်လို့ပြောတယ်။ချူကင်းလေးလည်းလှတယ်ဆိုပြီးတော့ကဆရာကပြောတဲ့အတွက်တနေ့တို့ဖွင့်ထားတယ်။ Location လေးလည်းသွားကြည့်ရင်းနဲ့ဒီညာလေးကိုရောက်လာခဲ့တာ ာဖြစ်ပါတယ်။ကေတက်ကတော့ဒဝဲမြို့ရဲ့ကဏ္ဍညစီလေးဖြစ်ပါတယ်။ကဏ္ဍညစီလေးကတော့အမတန်စီပါတယ်။စားတောက်ဖို့အတွက်ရွေးချယ်စရာဆိုင်နေတဲ့အများကြီးရှိရယ်။လူတွေလည်းညနေခင်းရာသီဥတုလေးအေးသွားပြီဆိုတော့ညနေခင်းကဏ္ဍစီလေးမှာလာပြီးတော့မိသားစုရင်းနဲ့အတူတူညနေစာထွက်စားကြတာကိုလည်းတွေ့မြင်ရပါတယ်။ညနေတို့ဖွဲ့ထားတဲ့လေဒီနေရာလေးမှာလာပြီးတော့ညနေစာစားဖို့အတွက်ထွက်လာခဲ့တာပေါ့နော်။ပေဆိုင်လေးစားရင်ကောင်းမလဲ။ဘာတွေစားရင်ကောင်းမလဲဆိုတာပတ်ပြီးတော့ကြည့်လိုက်ပါဦးမယ်။ဒူလိုက်ကြည့်ပေးရအောင်နော်။ဒီမှာရ ရတာတော့ဆုံးနေပါပဲပင်လယ်ဇာတွေလည်းရတယ်ပြီးတော့ဒါအုံသီးတို့ပြောင်းမှုဘုတ်တို့အာရေခဲကြောင်းအောင်ရသေးတယ်เนาะဒီမှာကတော့အစားတောက်တီကတော့အဆုံပါပဲ နေ့လေတော့ကအမတန်မှနေပူခဲ့တဲ့ဒီကန်နာလန်ကြီးကတော့အခုညပိုင်းအချိန်ခါလေးမှာကတော့နေကင်းတော့ကသူမဟုတ်တယ်လို့ပဲအရန်ကိုအေးချမ်းပြီးတော့တာယာလှပလူနေပါတယ်လူတွေကလည်းအခုလိုမျိုးရသူတို့အေးဝါတဲ့အချိန်ကြတော့မှထွက်ပြီးတော့ညစာစားလေးရှိကြတယ်ပေါ့နော်ကျွန်တော်တို့လည်းဒီလိုပဲညစာလေးစားဖို့အတွက်ဆိုင်လေးတွေယူနေရဖြစ်ပါတယ်တနည်းအားအဲ့လိုမျိုးလေညစာကိုဆိုင်တစ်ခုမှဝင်စားလိုက်တာထက်ဟိုဆက်ဆက်တီဆက်ဆက်ဟိုနည်းနည်းတီနည်းအဲ့လိုဆက်စားကြတာတော့ ဲ့တော့ဒီမှာလဲသူများတွေဘာတွေဝင်နေလဲဆိုတာဝင်ပြီးတော့ဆက်စုလိုက်အောင်မယ်ဘာတွေစိုက်ရင်ကောင်းမလဲဆိုတာဝင်ပြီးတော့ကြည့်လိုက်ပါဦးမယ်တူတူလိုက်ကြည့်ပေးရနော်ဂျာကလေခုံးလေးတွေကိုกินထားတာပေါ့နော်ခုံးလေးတွေကိုกินထားတာရတာဘလို့လဲဆိုတာကျမတို့ရဲ့ကင်မရာမန်ဆရာကြီးကိုမြင်ကြည့်လိုက်ပါဦးမယ်ရှင်ကျိန်လေးကျိန်လေးကြိုက်တာကဲညနေခင်းရဲ့ လေပြည်လေးညင်းလေးတွေနဲ့အတူအမတန်းမှအီဂျန်တာယာလှပတဲ့တဝယ်မြရဲ့ကမ်းနားနေရာလေးမှာတနည်းကတော့လန်ရှော့လိုက်ပါဦးမယ်ဗီဒီယိုလေးရိုက်လိုက်ပါဦးမယ်ရန်ကုန်အီဂျန်တာယာရဲ့အချင်းဖြစ်ပါတယ် ကေတာကတော့နောက်နေ့ဖြစ်သွားပါပြီနောက်နေ့မနေ့အစောပါဆိုလို့ရှင်လဲတနေ့လိုမနေ့6နိုင်ခွေးလေးရထပြီးတော့ကန်နာလန်လေးမှာပဲလာပြီးတော့ရိုက်ခွေးလေးလုတ်ဖြစ်ပါတယ်6နာရီခွဲ9နာရီဆိုတော့နေရာတော့အရင်မပူသေးဘူးပေါ့နော်ဒါပေမဲ့နေရာထွက်တော်ထွက်နေပြီဆိုတော့ဒီနေရာလေးမှာအရင်လှတဲ့အတွက်ရိုက်ကြွေးလေးတစ်ခါထပ်ပြီးတော့လာလို့ဖြစ်ပါတယ်ဆက်ပြီးကြည့်ပေးပါအောင်ရှင် ဒီနေရာလေးကိုတလေရန်သဘောကြတာဒီလားဒီမှာလေးတန်းပင်လေးတွေကလည်းအရန်ကိုတန်းစီပြီးတော့အရန်လှပါတယ်တနေ့တို့ခုဖေးသွားနေတာလေဆိုတော့တနေ့တို့တဝဲမြို့ရဲ့အဝင်ဆိုင်ပုတ်ပေါ့တနေ့တို့တဝဲမြို့ရဲ့အဝင်ဆိုင်ပုတ်ကိုရိုက်ကွေးလုပ်မယ်ဆိုပြီးတော့အဝင်ဆိုင်ပုတ်စီကိုသွားနေတာဖြစ်ပါတယ်သွားတဲ့လမ်းလေးတစ်လျှောက်မှာကတော့ဟိုဘက်ဒီဘက်ဘေးပင်ညာမှာတန်းပင်ကြီးတွေကတန်းစီပြီးတော့လမ်းလေးကအရန်ကိုတာယာပြီးတော့လှပနေတာကိုတွေ့မြင်ခဲ့ရပါတယ်ဒါတနေ့တို့တဝဲမြို့အဝင်ဆိုင်ပုတ်နေရာလေးကိုသွားပြီးတော့ရိုက်ကွေးလုပ်ဖို့အတွက် သွားနေကြတာဖြစ်ပါတယ်။ဒါလေးကတော့တဝယ်မြို့အဝင်စိုက်ပုတ်နေရာလေးဖြစ်ပါတယ်။စိုက်ပုတ်နေရာလေးကတော့အရန်ကိုခန်းများထဲဝါပြီးတော့အရန်လှပပါတယ်။ဒါတနင်္သာရီတိုင်းရဲ့ themes ဖြစ်တဲ့နဂါးကြီးနှစ်ကောင်ကိုလည်းပြီးနောက်မှာရန်ထားတယ်။ပြီးတော့တဝယ်မြို့မှာကျူစုပါဤဆိုတဲ့စိုက်ပုတ်ကြီးနေပေါ့နော်။ ။ဒါနဲ့လေဒဝေမျိုးရောက်အမှတ်တရအနေနဲ့ဒီဒဝေမျိုးမှကျေးဇူးပါ၏ဆိုတဲ့စိုက်မှုကြီးနဲ့အတူဗီဒီယိုလေးလေးရိုက်ခဲ့တယ်ပြီးတော့လလပပတက်ပုံလေးလည်းအများကြီးရိုက်ခဲ့ပါတယ်။နောက်တစ်ခါခွင့်ကြုံရင်ထပ်ပြီးတော့လေချင်ပါသေးတယ်တဝယ်မျိုးကြီးရဲ့။ကဲဆိုင်မုတ်ကြီးနဲ့ရိုက်ပြီးသွားတဲ့အခါမှာကတော့နောက်ထပ်တနေရာအနေနဲ့ပြေးသွားလေဆိုတော့ဒါအုတ်အော်အော်ဒီတဝယ်တီဆိုရဲဒီနေရာလေးကိုကဆရာဆရာကြီးကလိုက်ပို့ပေးတဲ့အတွက်ရောက်ရှိခဲ့ပါတယ်။နောက်မှာကတော့အော်လီနဲ့အတူ အော်အော်အော်ဒီဒဝဲဒီဆိုရက်စားသားလီပေါ်ရှင်ပြင်းတော့ရိုက်ကွေးလုပ်ဖို့အတွက်ဆိုပြီးတော့မျိုးတွေကအိမ်ကိုပြန်ပါရီရိုက်ကွေးလုပ်ပြီးတော့တဲ့အခါမှာအန်တီတွေကတော့တလင်းတို့ကိုတက်ခင်းအိတ်ခံကျွေးမွေးထားတာကတော့ ဒဝဲမိုဟင်ကာဖြစ်ပါတယ်ဒဝဲမိုဟင်ကာကိုကြည့်မယ်ဆိုလို့ရှိရင်သူတို့ကဒီကောင်းကျင်းစီထမင်းလေးနဲ့လဲစားတယ်ဒဝဲမိုဟင်ကာကလည်းအရေးတွေအရန်များနေတာမျိုးမဟုတ်ဘဲနဲ့မပြောဥတွေအများကြီးနဲ့တွေ့ရတယ်ပြီးမှစားလေးခွေကြော်လေးတွေလည်းတွေ့ရတယ်ပြီးသားလို့ရှိရင်ခုနကတော့ပြောသလိုမျိုးပဲကောင်းကျင်းစီထမင်းလေးတွေလည်းတွေ့ရတာဖြစ်ပါတယ်ကဲရန်ကုန်မိုဟင်ကာနဲ့မတူဒဝဲမိုဟင်ကာရဲ့အရာတာတွေကဘယ်လိုရှိသလဲဆိုတာဒီနေ့ကတော့မြည်းစမ်းဖို့အတွက်စဉ်သင့်ဖြစ်လို့နေပါပြီ ကဲအားလုံးကိုအဆုံးပြလို့စီနေအောင်အကုန်ထည့်ပါမယ်။ကောင်းကြီးစီတမင်းလေးထည့်မယ်။ရေတွေလည်းထည့်မယ်ပြီးသားလို့ရှိရင်ဒီမှာစာလေးပြေကြော်လေးလည်းထည့်မယ်။ဒီမှာကသူတို့ကငှက်ပြိုးဥကိုလေးငှက်ပြိုးဥကောင်းနေတော်တော်များများသုံးထားတာတွေ့ရတယ်။တနည်းအားလည်းငှက်ပြိုးဥချိန်တန်နေတော့တော်ပဲပေါ့နော်။ကဲအရသာလေးဘလို့ရှိလဲဆိုတော့မြည်ကြည့်ရအောင်။ ကဲဆက်ပြီးတော့မိကြည့်ပါပါရှင်အရသာလေးရလေတော်တော်လေးကောင်းနေအဓိကတော့တင်းနေတဲ့အတိုင်းဖြစ်တဲ့အတွက်ငားငါးချောက်ပေါ်တဲ့အတွက်ဒီမှာမွေးငါးဟိချက်ထားတဲ့ငားကတော်တော်လေးအရသာရှိတယ်တဝဲမြို့မှာတဝဲမွေးငါးစားရတာလောက်ကောင်းတဲ့အရသာကတော့ဘယ်မှာမှမရှိတော့ဘူးလीနော်ကဲရကွေးလေးဆက်လုပ်လိုက်ပါဦးမယ်ရှင် ကေခုဆိုရင်ရပီးလေးပြီးသွားပြီအလုပ်တွေလည်းပြီးသွားပြီဆိုတော့တလေးရဲ့ဒဝဲမြူကတငယ်ချင်းထိုက်ထိုက်ကလည်းတလေးကိုလာခေါ်တယ်လေဆိုတော့တလေးလည်းထိုက်ထိုက်နဲ့အတူဒဝဲမြူပေါ်မှာဆိုင်ကလေးနဲ့ပတ်ပြီးတော့ငင်းစီခဲ့ပါလေတယ်ပြီးတော့တလေးတို့တွေဒဝဲပြန်လက်ဆောင်အနေနဲ့အမှတ်တရပစ္စည်းတွေရောင်းတဲ့ဆိုင်လေးကိုသွားတယ်ဒီဆိုင်လေးမှာဆိုရင်ဒဝဲဒေတာအတွက်အစားအသောက်တွေကလည်းအများကြီးရှိနေတယ်ပြီးတော့ဒဝဲဒေတာအတွက်အဝတ်အထည်တွေ လိုအပ်စင်တွေအများကြီးလေးရှိနေတာဆိုတော့ဒီဆိုင်လေးမှာပဲတနည်းအားဖြင့်အကုန်လုံးအိမ်ပြန်လက်ဆောင်တွေကတော့ပြီးပြည့်စုံသွားတာပေါ့နော်ဒီမှာထရိုက်ကတော့တလင်းကိုတဝယ်ရိုးရအစင်ဝမ်းဆက်လေးလက်ဆောင်ဝယ်ပေးပါတယ်ထရိုက်ရအများကြီးကျေးဇူးတင်ပါတယ်ဒါကတော့တငယ်ချင်းတစ်ထိုက်ဖြစ်ပါတယ်တဝယ်မျိုးမှာတဝယ်သူလေးတစ်ထိုက်နဲ့မတင်မပြလာဆောင်ရတာကလည်းတကယ်ကိုတနည်းနဲ့တစ်ထိုက်နဲ့ကလေအရင်တော့ဆိုလို့ရှိရင်ရန်ကုန်မှာပဲစုံတာပေါ့နော်အခုတလင်းကတဝယ်ရောက်တော့မှတဝယ်သူလေးတစ်ထိုက်နဲ့တဝယ်မျိုးမှာမှတ်မထင်မတိုင်မင်ထားပဲနဲ့စုံရတာဖြစ်တဲ့အတွက် 盐谷。 ဝန်တာရပါတယ်။အာဒီဇိုင်းလေးမှာဆိုရင်ဒီမှာတွေ့တယ်မလား။အတော့ဝေရိုးရအစင်ဒီဇိုင်းလေးရလည်းအစုံလေးရှိတာပေါ့နော်။ဆိုတော့တနည်းအားဖြင့်မှာပဲအစာအတော့တွေရောအဝတ်အထည်တွေရောအိမ်ပြန်လက်ဆောင်တွေရောအကုန်လုံးဝယ်လို့ရတဲ့ဆိုင်လေးဖြစ်ပါတယ်။ကဲပြီးတော့တနည်းတို့ညနေစာကိုပို့သွားဆောင်မယ်ဆိုပြီးတော့လည်းထွက်လာကြသေးတယ်။အတော့ဝေမျိုးကကြတော့လေလုံဝကိုဒါပင်လေကန်းချေမျိုးလေးဖြစ်တဲ့အတွက်ပင်လေစာတွေအရန်လက်ဆက်တယ်။ဆိုတော့ဟော့ပေါ်စာရာလည်းအရန်ကောင်းပါတယ်။တော်ဝေမျိုးကိုဆိုင်ငယ်နဲ့အားရပါရပတ်တယ်ဟော့ပေါ်စာရဲ ပြီးတော့တဝေမျိုးရဲ့အထင်ကြီးကလန်လေးမှာလည်းတက်ပုတ်လေးတိုက်ရိုက်ခဲ့ပါသေးတယ်။ဒီလန်လေးကကြတော့လေတလေးအမွန်ပြင်းနဲ့ကြိုက်မျိုးမျိုးကိုသွားတော့ကလည်းဒီလိုလန်လေးကိုတွေးခဲ့ဘူးတယ်ဒီလားကြိုက်မျိုးကိုသွားတဲ့လန်လေးကလည်းအဲ့လိုလန်လေးပဲထမ်းမင်လေးတွေနဲ့ပေါ့နော်အရန်လှပါတယ်။ဆိုတော့ဒီမှာလည်းတဝေမျိုးမှာလည်းဒီလိုလန်နေရာလေးကိုတွေ့ရတော့အရန်ကိုသဘောကျသွားတာပဲ။ဆိုတော့တနည်းအားဖြင့်ဒီနေရာလေးမှာလန်လေးရောက်ခဲ့တယ်။ဗီဒီယိုလေးတွေလည်းရိုက်ခဲ့တယ်ပြီးတော့တက်ပုတ်လေးလည်းအများကြီးရိုက်ခဲ့တာပေါ့နော်ဒီနေရာလေးကိုကြည့်ကြည့်ပါဦး။တကယ်ကိုကြည်နုတာရပြီးတော့လှပတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်လို့။အဲ့လို တွေလည်းပြီးပြီးအားရပါရလည်းစားတော့ပြီးလည်းပတ်ပြီးအကုန်လုံးအိမ်ပြန်လက်ဆောင်တွေလည်းဝယ်ပြီးသွားပြီဆိုတော့မမတန်လေးတယောက်ရန်ကုန်ရွှေမြို့တော်ကြီးကိုပြန်ရမယ့်နေ့ကိုရောက်ရှိလို့လာပါပြီဆိုတော့တဝယ်လေးစိတ်ကိုသွားမယ်တဝယ်လန်းလေးတွေကတော့အခုချိန်ထိကြည့်လို့မဝဘူးဗီဒီယိုတွေရိုက်လို့မဝဘူးဖြစ်နေတာပေါ့နော်ဒါပေမဲ့လည်းအချိန်တန်တော့အိမ်ပြန်ရမှာဆိုတော့လေတဝယ်လေးစိတ်ကိုသွားနေပြီဖြစ်ပါတယ်တဝယ်မြို့ကမမတန်လေးရဲ့မရောက်ဘူးတဲ့အရက်ဒေတာဖြစ်တဲ့အတွက်မြင်းရင်သမားကတော့ပတန်းတင်ကျင်စရာတွေကြီးပဲဖြစ်နေတာပေါ့နော်ဆိုတော့ပတန်းတင်တာများပြီးတော့ ော် TV log လေးကလည်းအချိန်လေးလည်းတော်တော်လေးကြာသွားတယ်ဒါပေမဲ့ TV log လေးကိုရရတဲ့တင်ရတဲ့ရွယ်ချက်လေးကတော့ဒီတဝဲမြို့နဲ့မွေးရမြင်းနဲ့ဝင်းနေတဲ့သူတွေအနေနဲ့ဒီတဝဲမြို့ရဲ့လမ်းလေးတွေတဝဲမြို့ရဲ့အိမ်လေးတွေတဝဲမြို့မှာသွားလို့ရတဲ့အထင်ကရဆိုင်လေးတွေဒီဆိုင်လေးတွေကိုသူတို့အနေနဲ့အမှတ်တရအလွမ်းပြေကြည့်ဖို့အတွက်ကိုတလင်းရယူတွေအများကြီးရိုက်ပြီးတော့မှတန်းတင်တဲ့အနေနဲ့လည်းရိုက်ကူးခဲ့တာဖြစ်ပါတယ်။ဒါလေးကတော့တနည်းရဲ့ရန်ကုန်တူတဝဲ vlog လေးဖြစ်ပါတယ်။ဒီ vlog ကလည်းအရင်ရှိသွားပြီဆိုတော့ဒီနေရာလေးမှာပဲရက်ခွင့်ပြုပါ ကဲဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်တတ်တာ